ပြင်ဦးလွင်နိုင်စင်ကြီးပုံစံမျိုးတို့နမ်းမြို့ရိုးပုံစံလည်းလို့ပေါ့နော်မြန်မာတနိုင်ငံလုံးမှာရှိတဲ့ထင်ကရအစာဦးဦးတို့ဈေးကြီးပုံစံမျိုးတွေလည်းအဲ့ဒီနေရာကြီးလည်းသူလုံတစ်ခုတစ်ခုမှာအများကြီးပဲပါမှာဘလောက်မှလည်းမဝေးဘူးလေရန်ကုန်နဲ့ -30 ဆိုတာခဏလေးပဲရောက်လာတာပဲနောက်ကမြို့မျိုးဆိုင်ဆိုရင်လည်းမျိုးဆိုင်ပေါ်တို့ဒီတိုက်တိုက်တွေပိုင်းနဲ့သူများနိုင်ငံတွေပေါ့ကွာအဟောလိဝုဒ်တို့ဘောလိဝုဒ်တို့ပုံစံမျိုးပေါ့ဒါမြန်မာနိုင်ငံကိုရီးယားရုပ်ရှင်မျိုးတော့ပေါ့အဲ့မှာရဲရမှာဆိုတာပြောမပြတာအောင်လို့ဝမ်းသာတာပေါ့နော် ုပ်ရှင်စေုပ်ရဲ့ဧကနေရာပေါ့နော်ရုပ်ရှင်မျိုးတော်စီမံကိန်းရုပ်ရှင်မျိုးတော်လုပ်မဲ့နေရာမှာဒါသူတို့လူကြီးတွေပေါ့နော်အာလူကြီးတွေကိုဖော်လို့ဒီဖိတ်ကြားပြီးတော့အဲသူတို့ဟိုလောက်ထားတဲ့ပေါ့နော်စီမံကိန်းလောက်ထားတဲ့အစီအစဉ်တွေတယ်ခုတ်ပြတာလည်းဖြစ်တယ်ဒါပေမဲ့အလူအရုပ်ဒီနေ့ဒါမိုးရသည်တပြည့်ဆိုင်ပွဲတော်နဲ့အတူတူပေါ့နော်တွဲပြီးတော့ကျင်းပတာပါဟုတ်တော့တော့ဝမ်းတာလေရုပ်ရှင်မျိုးတော်ကြီးကလည်းဝမ်းရှယ်ပဲပို့ရတော့အော်အရင်ဝမ်းတာပါလေဒါဘယ်လိုပဲဖြစ် ဒါအများကြီးလဲလောက်အောင်မခုနလူကြီးတွေပြောသွားလို့ပေါ့နော်ဒါချက်ချင်းကြီးကတော့လုံးဝဒါရုံးငင်းနေတော့ရုပ်ရှင်မျိုးတော့ဖြစ်လာမှာမဟုတ်ဘူးအများကြီးဟို လုံလုံးဆိုင်အများကြီးပေါ့နော်ကျိုးတင်ပြင်ပြင်ဆင်ရမှကြီးလည်းအများကြီးဒါပူအောင်မှကြီးလည်းအများကြီးပေါ့နော်အဲ့လိုပေါ့ဆိုတော့တကယ်လဲတကယ်လို့ရုပ်ရှင်မွေးတော်ကြီးဖြစ်သွားပြီဆိုတော့အရန်ကိုပြောစရာကောင်းပါပါဒါကနာလူကြီးပြောသားလို့ပဲရုပ်ရှင်သမားကြီးကလည်းဒီမှာကိုယ်အလုပ်တွေလုပ်ကြမယ်ဒါနည်းနည်းရဲရဲကကြီးကလည်းအမှုပညာရှင်လူကြီးကြီးတွေပဲဖြစ်ဖြစ်အပန်းပြေပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတိဆောက်ထားမဲ့ပုံစံကိုလေ့လာချင်တာပဲဖြစ်ဖြစ်ပေါ့လေအကုန်လုံးလာပြောက်ပြီးတော့လေ့လာလို့လဲရတယ်အပျော်အပန်းပြေဖြစ်လေလာလို့ပေါ့နော် လာလို့လည်းရတယ်ပေါ့တဲ့အဲ့ဒါကဆိုအကျယ်ကြီးပဲလေကစားကွက်လေးလည်းပါမယ်အကျယ်ကြီးပဲသူတို့ကမှအေးဟိုနေ zone abcd ကို k ထီလာမသိအဲ့လှုပ်ထားလိုက်တာအေး zone မှာပါရဲလို့ b b zone မှာပါရဲလို့မဟုတ်ဘူးနော်ကစားကွက်နေလည်းပါတယ်ခေါက်ကွင်းငယ်လေးလည်းပါတယ်နောက်တိုင်းရင်းသားတွေအထင်ကရပေါ့နော်အထင်ကရအဲ့သူတို့ရဲ့ဟိုရိုးရာတွေရိုးရာတွေစိုင်ဘယ်လိုအိမ်ပုံစံလေးတွေတို့စိုင်ကန်ပုံစံလေးတွေအမျိုးလည်းပါမယ်နောက်ကမြန်မာနိုင်ငံရဲ့အထင်ကရ အဲဥပမာဒီပြင်ဦးလွင်နိုင်စင်ကြီးပုံစံမျိုးတို့နမ်းမြို့ရိုးပုံစံအဲလိုပေါ့နော်မြမတနိုင်ငံလုံးမှာရှိတဲ့အထင်ကရအဆောက်အဦတို့ဇေကြီးပုံစံမျိုးတွေလည်းအဲ့ဒီနေရာကြီးလည်းသူဇုံတစ်ခုတစ်ခုမှာအများကြီးပါမှာပြီးရင်အဲ့ဒီဇုံမှာဆိုရင်လည်းအလိုနေကားတွေရိုက်လို့ရအောင်ပေါ့နော်ရွာရွာတွေရွာတွေရိုက်လို့ရအောင်ရွာတဲတဲအိမ်လေးတွေအဲ့လိုလူတွေပေါ့အဲ့လိုအိမ်လေးတွေလည်းပေါ့နော်လုံမယ်စောက်မယ်နောက်ကမြို့ မျိုးဆိုက်ဆိုရင်လည်းမျိုးဆိုက်ပေါ်တော့ဒီတိုက်တိုက်တွေပိုင်းနဲ့အဲလိုမျိုးဆိုက်ရိုက်တဲ့ပုံစံတွေအဲလိုပေါ်တော့သဇုံတစ်ခုစုံတစ်ခုမှာကိုအများကြီးပဲသူတို့အကုန်လုံးဆွဲထားတာပေါ့နော်ဘယ်ဟာမှာဘယ်လိုလုပ်မယ်ဘယ်ဟာမှာအကုန်လုံးသူတို့ပလန်ချထားတာကြီး ေပေါ့အမှုပညာအတွက်ကောနိုင်ငံတော်အတွက်ပေါ့ခုနလူကြီးတွေပြောသွားလို့နိုင်ငံတော်အတွက်လည်းဒါပြည်သူတွေလည်းပန်းပြေလို့လည်းရမယ်လေ့လာလို့လည်းရမယ်လေအဲ့ပုံစံမျိုးတွေပေါ့နော်ဒါမဲ့လည်းခုနပြောလို့ချက်ချင်းကြီးရတော့လည်းမဖြစ်နိုင်သေးပါဘူးတော်တော်လေးကိုနှစ်ရှည်တော်တော်နှစ်တော်တော်ရှည်ရှည်လေးနဲ့ဒီစီမံကိန်းကြီးအောင်မြင်လောက်အောင်ပါပါဆိုတော့ number 1ပါတယ်ဒီခုလောလောဆယ်ကတော့ဒါစတူဒီယိုစတူဒီယိုငယ်လေးတွေတို့အိမ်လေးတိုက်တွေမှာ number 1ကဟိုနေပေါ့နော်အဲသွားပြီးတော့ရိုက်နေရတာပေါ့ဒါ shooting အိမ်လေးလောက်ကြတာလေဆိုတော့ဒါအခုတော့ဒီမှာရုပ်ရ ှင်မျိုးတော်မှာဒါမျိုးတွေလည်းထည့်မယ်ပေါ့တိုက်တွေလည်းစောက်မယ်အိမ်တွေလည်းလဲရာဘတ်တော်တော်ပုံစံလေးလည်းစောက်မယ်ပေါ့မျိုးစုံတော့လုံးမှာနာမည်လည်းအများကြီးတော့လိုပါသေးရဲ့နှစ်တွေအများကြီးတော့လိုသေးရဲ့အလိုပါထင်တယ်ဒါတကယ်ဖြစ်တာရဲ့ခါကျရင်လည်းအရန်ကိုပြောစရာကောင်းမယ်တကယ်လည်းဝမ်းသာစရာကောင်းမယ်လို့အလိုကမြင်ပါတယ်တကယ်လည်းဖြစ်လာလို့ရှိရင်ရွှေလောကအများကြီးတစ်စချိုးထပ်ပြောင်းလဲသွားမယ်ဘယ်လိုပြောချင်လဲ ။တပေါ်တကယ်ဒီနေရာမှာခုနကဘလောက်မှလည်းမဝေးဘူးလေရန်ကုန်နဲ့ -10 ဆိုတာခဏလေးပဲရောက်လာတာပဲ။ဆိုတော့ဒီနေရာမှာတကယ်စတူဒီယိုတွေရောရုပ်ရှင်ရဲ့ကွင်းတွေရောဒါအပန်းပြေတွေကလေးကလေးကစားကွင်းတွေရောအစုံပေါ့။အစုံတွေကတကယ်ဖြစ်လာရင်တော့ဒါပြောမပြတတ်အောင်တကယ်ကိုဝမ်းသာစရာကြီးပါပဲ။အဲ့ဒီဝါဝဲနောက်နောက်လာနောက်သားကလေးတွေအများကြီးပဲလေ။ဒီရုပ်ရှင်အမှုပညာကြီးဆိုတာ ပြခွဲပြောက်သွားမှာမဟုတ်တာအဲ့လိုပဲရှေ့ကလူကြီးတွေကဒါအစာပြိုခဲ့တယ်ဒါနောက်လူတွေပြန်ပြီးဆက်လက်တည်တန်းတည်တန်းအောင်ခိုင်မြဲအောင်ဟိုထိမ့်သိမ့်ဆောက်ရှောက်ကြပါလားထုံတာဝန်ပဲလေရုပ်ရှင်ရိုက်နေတယ်ပေါ့နော်ဒါသက်တမ်းတစ်ခုမှာဒါကလေးလို့အနီကဒါမိခဲ့မယ်ဆိုရောဘလောက်တိုင်းစမှုပြီးပေါ့ပြောတာပေါ့ဒါဘာပဲဖြစ်ဖြစ်ကို့ ရုပ်ရှင်မျိုးတော်ဆိုရဲဒါရုပ်ရှင်ဥပညာရှင်တွေဥပညာတွေရဲ့ပိုင်ပိုင်နိုင်နိုင်မျိုးတော်ကြီးမှာရက်ခွင့်ရမှာလေသူများနိုင်ငံတွေပေါ့ကွာအဟောလိဝုဒ်တို့ဘောလိဝုဒ်တို့ရဲ့ပုံစံမျိုးပေါ့ဒါမြန်မာနိုင်ငံရဲ့ကိုရီးယားရုပ်ရှင်မျိုးတော်ပေါ့အဲ့မှာရဲရမှာဆိုတာပြောမပြတာအောင်လို့ဝမ်းသာတာပေါ့နော်ဒါညှော်လင့်ပါတယ်မြန်မာစံတန်ကြီးအဲတိဆောက်ပြီးစီးတော့ပါစေလို့လည်းဆုတောင်းပါတယ်